ပစ္စည်းခိုးတဲ့ဆိုပြီးသားမီးနှစ်ယောက်ကိုနှိပ်စက်ခဲ့တဲ့လိုက်သားရအရှိပိုင်းမျိုးနဲ့၅ရက်ကွက်ဗိုလ်ချုပ်လမ်မဘော်က Twitter သူအထည်ဆိုင်ပိုင်ရှင်နဲ့ဗီဒီယိုရိုက်တင်ခဲ့တဲ့ဝန်ထမ်းကိုအော်တိုဘာလ22ရက်နေ့လယ်မှာစစ်ကောင်စီလက်အောက်ခံရဲတွေကဖမ်းဆီးလိုက်တယ်လို့မြို့ကန်တွေစီကသိရပါတယ်။ အော်တိုဘလ20ရက်က Twitter သူဆာင့ Steez လုံးအလုံး20ခိုးရဲဆိုပြီးအမျိုးသမီးနဲ့ကလေးငယ်ကိုရိုက်နှက်ကဓာတ်တိုင်မှာဂျိုတုတ်ထားတဲ့ဗီဒီယိုလူမှုကွန်ရက်မှာပြန့်နှံ့ခဲ့ပြီးနောက်မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာမှဆိုတဲ့အတွက်စစ်ကောင်စီလက်အောက်ခံရဲတွေကဖမ်းဆီးခဲ့တာလို့မြို့ကန်တယောက်ကပြောပါတယ်ခိုးရသူကိုဥပဒေအရရက်ွက်ရဲစခန်းနဲ့ချိတ်ဆက်ကရေးရရမဲ့ကိစ္စကိုမိမိသဘောဆန္ဒနဲ့ရိုက်နှက်နှိပ်စက်ပြီးလူမှုကွန်ရက်မှာတင်ခဲ့တဲ့အတွက် ဆိုင်ရှင်ရဲ့ဝန်ထမ်းကိုပြည်ထောင်အဖွဲ့အစည်းတွေကကလေးတငယ်ဥပဒေနဲ့အမှုဖွင့်ဖို့စီစဉ်နေတယ်လို့အောက်ချုပ်ရေးနဲ့နှိစက်သူတယောက်ကပြောပါတယ်လက်တလုံးမှာမနော်ဝဝလှိုင်တဲ့ဝန်ထမ်းတချို့ကိုလှိုင်သားရအရှိပိုင်မြို့နယ်ရဲ့စခန်းကစစ်ဆေးနေတယ်လို့သိရပါတယ်ရှင်။